လက်နက်ကင်တပ်ဖွဲ့တွေကြားစေးရချိတ်ဆက်မိမိအချိန်မြင့်ပူးပေါင်းဆောင်ရွက်နိုင်မှုရည်ရွယ်ပြီးဒေါနာစစ်ကြောင်းပါဝင် APSDF နဲ့မွန်ကရင်တဝဲလက်နက်ကင်တပ်တွေစေးမဟာမိတ်ဖြစ်ပူးပေါင်းခဲ့ပါတယ်။မဟာမိတ်ဖြစ်ပူးပေါင်းခဲ့ကြတဲ့ဖွဲ့တွေထဲမှာဒေါနာစစ်ကြောင်း၃တက်ခွဲ၄တက်ခွဲ၆တက်ခွဲ9 KNU တက်မဟာ6တက်ရင်း29မော်ပြည်သက်ပါတီ AD မော်ပြည်တော်လှန်ရေးတပ် MSF ABSDF တက်ရင်း1နဲ့ဒဝဲတက်တော် DNL တို့ပါဝင်ပါတယ် အဲ့ဒီလက်နက်ကိုင်တပ်တွေဟာဧပြီ18ရက်နေ့ကတာဝန်ရှိသူတွေအချင်းချင်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီးစီးရမဟာမိတ်အဖြစ်ပူးပေါင်းမှုသဘောတူညီမှုရရှိခဲ့တာလို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။မွန်ပြည်တော်လိုင်းဤတပ် MSRF ပြောခွင့်ရနေတဲ့ငကားကဒေသရင်းလှုပ်ရှားနေကြတဲ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ဘုံရန်သူကိုအောင်မြင်စွာတိုက်ခိုက်နိုင်မယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။အခုတော့ AD ကထွက်လာပြီးတော့အာပါဝင်လာတဲ့ပုံမှာပူးပေါင်းဆောင်ရွက်ဖို့ဟိုထပ်မံပြီးတော့အဲစကားပြောဆွေးနွေး သဘောတူညီချက်ရတာပေါ့နော်ဒီဒီမှာထူးခြားချက်ကတော့ KNU တက်မှာ29ခုနှစ်တရင်တက်မှာ6တရင်29ခုနှစ်ကလည်းပါလာတာပေါ့တမရင်29ခုနှစ်နဲ့ကလည်းအရင်ကအကလေးကလည်းကျွန်တော်တို့ရန်ဖန်ရန်ခါဖူးရွှဲစင်ရေးလောက်တာတွေရှိတယ်ဒါကြောင့်ဟိုဒူတကပူပေါင်းဆောင်ရွက်ခြင်းဖြစ်ပုံရံသူကိုကျွန်တော်တို့လွယ်လွယ်နဲ့အောင်မြင်စွာတိုက်နိုင်မယ်ဒါကိုရည်ညွှန်းပြီးတော့အခုလိုမာမိတ်ဟိုပေါင်းစုခြင်းဖွဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် မော်ကရင်တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေအကြားအပြန်အလှန်ထိန်းချောင်းနိုင်ရေးနဲ့လိုအပ်တဲ့ကူညီတွေအပြန်အလှန်ပေးအပ်နိုင်ရေးပါဝင်အောင်မြင်တဲ့စစ်ရေးဖော်ဆောင်မှုတွေရရှိဖို့ဘုံသဘောတူညီချက်တွေထားရှိဆောင်ရွက်နေတယ်လို့အသိပေးထားတာပါ။ဒါပြင်မော်ပြည်နယ်အဆက်တနင်္လာရီတိုင်းရေပြည်မြို့နယ်အတွင်းဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုထိရောက်စွာဟန်တားနိုင်ရေးအတွက်ကိုလည်းရည်ရွယ်ထားတာဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေဟာအခုနှစ်6တွေ့ရာသီအတွင်း ရေပြင်းမြွနဲ့တဝိုင်းမှာဆေးလှုပ်ရှားမှုတွေစစ်ကြောင်းထုတ်မှုတွေခက်ဆစ်စိတ်လှုပ်လာတာရှိတယ်လို့နန္ဒကားကအခုလိုပြောပြပါတယ်ဒီမောရဝတီရက်စကန်ဌာနချုပ်အခြေဆိုင်ရာမင်းသားပတ်ဝန်းကျင်မှာပေါ့နော်အဲ့ဒီဘက်မှာလည်းရန်သူတိုင်ရင်၃လရင်ပေါင်းတဲ့စစ်ကြောင်းတွေနှစ်ကြောင်းနဲ့လှုပ်ရှားနေတဲ့နေသားတွေရှိတယ်လို့ပင်လယ်ပြင်က နေပြီးတော့လဲစစ်တင်ဘောကြီးတွေကသူတို့ရဲ့တပ်တွေရဲ့လှုပ်ရှားမှုကိုဟိုပါဖို့ကူညီဖို့ဆိုပြီးတော့အာ ခက်စစိတ်ခက်တွတ်လှုပ်ရှားနေတာတွေရှိတယ်ဗျအဲ့ဒီဒီရေပြူမျိုးနဲ့အထူးသဖြင့် borrow ဒီ scan ရေသား scan ဌာနချုပ်မှာပေါ့ April 20ရက်နေ့ကရေပြူမျိုးနဲ့မင်းသားကြီးရွာမှာအခြေဆိုင်လှုပ်ရှားနေတဲ့နနက်ကင်တော်လန်ရေးပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီဘက်ကအခုလိုစစ်ကြောင်းထုတ်လှုပ်ရှားတာတွေပြင်းပြင်းထန်ထန်လှုပ်လာနေတာဟာရေးတော်ဝယ်လမ်းပိုင်းအမှတ်၈ပြည်တော်စုလမ်းမကြီးကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းလာတာလို့ဆိုပါတယ်ဒါဟာရုရှားနဲ့စစ်ကောင်စီတို့ကြားသဘောတူထားတဲ့ တဝဲအထူးစီးပွားရေးဆောင်စီမံကိန်းတွေအမြန်ဆုံးအကောင့်တွေဖော်နိုင်ဖို့ရေဖြူမြို့နယ်အတွင်းကြီးရေလီတက်တွေကိုပြင်ဆင်လာတာလို့နယ်နဂါးကမှတ်ချက်ပြုပါတယ်။တဝဲအထူးစီးပွားရေးဆောင်မှာစိတ်ကန်းတဲ့ရေတံကျက်ဆက်ယုံတိစောက်ချင်းပါဝင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်စာတမ်း၉ခုကိုစစ်ကောင်စီနဲ့ရုရှားတို့အခုနှစ်ဖေဖော်ဝါရီမှာသဘောတူလက်မှတ်ရေးထိုးထားကြပါတယ်။